ဟဲ့ပျော်ရတာပေါ့နော်တချို့ကြတော့လေတော်တော်ဖုံဖုံမိသားစုလေးကိုတီးပြီးသားတီးပြီးသားတို့တော့တို့ရဲ့ကလေးလေးတွေနဲ့ဆော့ကြတာပေါ့နော်အဲ့ခါကျတော့ကိုကပို့ပြီးတော့ပျော်ရရဲ့ဩသူတို့သားကွာရဲ့ကလေးလေးတွေကိုနားလေမှုရှိရဲ့ဆိုပြီးတော့ က်ကအဲ့နေရာမှာတက်တော့သူကစပြီးတုံးတာပေါ့နော်စတုံးတော့အဲ့နဲ့မက်ဆီကနေပြီးတော့ထရန့်ဖြစ်နေတဲ့သင်းလေးတဲ့ဆော့ကြမယ်တဲ့ဆိုပြီးတော့အာဆော့ကြတာအစမတိဘူးတုံးတော့ဖုံဖုံဟိုလှုပ်ထားတယ်မမတိဘူးပြီးတော့မှမက်ဆီကပြေးလာပြီးတော့အဲမရှင်းရဲအာနာလိုက်တာဆိုပြီးတော့လာပြောရတယ်ကိုကရတယ်လို့ရှက်ပျော်နေတာလို့ဟာ တုံးတုံးက9နှစ်ရှိပြီရှင်အဖုံဖုံကတော့6နှစ်ပေါ့နော်အဲတုံးတုံးကတော့ရှင်ရှိတွေမှာပြောထားတဲ့အတိုင်းပဲပေါ့နော်သူရောထီထီပေါင်းရင်ငါဒီကလေးလေးကိုဝယ်မယ်ဆိုပြီးတော့ဟောလောက်တာပေါ့နော်လောက်ရင်လည်းအဲထီပေါက်တယ်ထီပေါက်တဲ့အတွက်ကြောင့်ဟောဒီကလေးလေးကိုတွားပြီးတော့ယူပြစ်တယ်အဲပြီးတဲ့ခါကျရင်ဖုန်ဖုန်ကလေးရဆိုရင်အဲစာကလေးနဲ့ရောက်လာတာဟာဒီကလေးလေးကိုဟိုသူ့အိမ်မှာလည်းအရန်များတယ်ပေါ့နော်ကလေးလေးအရန်များတဲ့အတွက်ကြောင့်မလို့ဟိုမမွေးနိုင်တော့လို့ဆို ပြီးတော့စာကလေးနဲ့ရောက်လာတဲ့အချိန်မှာကိုကယူယူမဲဆိုပြီးတော့ယူလိုက်တာပေါ့နော်အမျိုးဆိုဖုန်းဖုန်းလေးကအဲ့လိုရောက်လာပေါ့ဖုန်းဖုန်းလေးကကျတော့အာကို့မွေးနေ့မှာပဲအဲမွေးနေ့ဟုတ်တယ်မွေးနေ့မတိုင်ခင်မှာရောက်လာတာ17လပိုင်း17ရက်နေ့မှာရောက်လာတာအာဒီတုတ်တုံကကျတော့ဟာသူကဟိုဟာပေါ့အာနထောင်းနဲ့ဟိုလောက်မှာ20ရောက်ခံဒီလောက်မှာရောက်လာပေါ့သူနဲ့ရှေ့စင်းနောက်စင်ပါပဲတိတ်တော့လည်းမကွာ อืมဟုတ်တယ်ဟုတ်တယ်အဲ့ဟာကိုဟာကိုတချင်းတို့နဲ့တွေ့ရင်အဲ့လိုမျိုးအိမ်မှာရှောက်ဆုံနေကြအဲ့ရှောက်ဆုံနေကြအောင်မကိုကူကနေပြီးတော့သူကအဲ့တီလုံးပေါ့နော်ဟောတီလုံးအဲ့ဘားလေးတွေနဲ့အဲ့အဲ့ဘားလေးတဲ့ဝင်အောင်ဆိုပေးဟေးဆိုပြီးတော့ကိုဆိုခိုင်းတော့အားနဲ့ကိုရဲဆိုရင်းနဲ့အဲသူကသူ့ခေရလုတ်လိုက်တာပေါ့နော် ိုကိုကလေးလေးတွေအကြောင်းကိုကိုကတိနေအခါကျတော့သူတို့လူချင်းနဲ့တုံတုံဆိုသူက mass အရန်သဘောကြာလीအဲ့ခါကျတော့ mass ကလေးကိုတက်ပြီးတော့အာသူတို့ညူလိုက်တာနဲ့သူကဟောင်းတာပဲအဲဖုံဖုံဆိုရင်အပြင်သွားမယ်လို့ပြောလိုက်တာနဲ့သူကအာသူလိုက်ချင်တဲ့ကြောင့်သူဟောင်းနေအဲကျတော့ဟိုကလေးအထောက်ကိုတိနေတော့ရရပို့လွယ်တာပေါ့နော် အဲသူ့ဖေကတော့ဟိုသူ့ဖေကဟို TikTok မှာသူပါလှုပ်လှုပ်ကအမြဲတမ်း view များတယ်လေအဲ့ခါကျသူ့ဖေကကလေးလေးတွေအတွက်သူအမှတ်တရကြံရှင်နေဆိုပြီးတော့သူလှုပ်တာပေါ့နော်လှုပ်တဲ့ခါကျတော့သူ့ဖေတင်တော့ view များတော့ကိုလည်းဩအဲ့လောက်ပေါ့ဒီတိုင်းပဲပေါ့ဟိုသူတို့ဆော့ကြမယ်ဒီလောက်ပဲရှင်တာပေါ့နော်အမေအခုကျမှအာငကိုတွေကလည်းလူတွေပတ်ဆက်ဖြားတယ်မှာဆွဲနေတဲ့ခါကျပို့ပြီးဆွဲသွားပေါ့ အဲဆိုတော့သူတို့ရဲ့အချင်းကတော့သူရမဟာဘူးအဲ့လိုမျိုးဟိုတချို့ဟိုကလေးလေးကြတော့စိတ်နဲ့နေရာရောက်ဝင်ဟောင်းနာလို့ပြေခါလူစိမ်းနည်းနည်းလေးလာခဲ့ဟောင်းနာလို့ရှက်သူတို့ကတော့မဟာဘူးအဲ့လိုမျိုးသူတို့ဟိုတကယ်လို့ဟိုကိုကနေပြောတခြားလူလက်ထဲကိုခြိပိုးထည့်ပေးလဲအဲ့သူတို့ကလိုက်သွားတာပဲအဲ့လိုမျိုးပေါ့နော်ပြီးတော့မှဟိုပြန်လာသူမနေချင်းပြန်လာတယ်အဲ့လိုမျိုးပဲရှိတယ်ဟိုဟလိုမျိုးဟောင်း င်နာလို့ပြည့်ခါကြရင် hat တာလို့အဲ့လိုမျိုးမရှိဘူးပေါ့သူတို့ကသူတို့ကိုသူတို့အဲ့လိုမျိုး awoke ဆိုတာမေ့နေသူတို့ကချစ်စရာအကောင်းဆုံးပဲအဲသူတို့ကသူတို့ဖေတဲ့တောင်ချစ်ဖို့ကောင်းသေးရဲ့သူတို့အရင်ရမ်းတည်တတ်တာဟုတ်အရင်အရင်တည်တယ်ဒီမှာဒီမှာအာအာဘာဘာဘာဟုတ်ပါဟုတ်ပါ တာသားလေးอ่ะအော်လိမ်မာရောလိမ်မာတာပေါ့အမေရဲ့လိမ်မာရောအဲတအားတည်းရဲ့အဲ့လိုမျိုးဟိုနည်းနည်းလေးစိတ်ဆိုးတဲ့အမူအရာလေးနည်းနည်းလှုပ်လိုက်ပြီးဆိုရင်အာသူတို့ကလာချော့တယ်အဲပြက်ခါကိုနည်းနည်းလေးမျက်ရည်ကျရတဲ့လာပြီးတဲတဲလှုပ်အဲ့လိုမျိုးဖြစ်တယ်သူကပူသေးတယ်သူကပူသေးတယ်သူကပူသေးတယ်သူကကြတော့ဟိုအမေအမေတအားကတ်တယ်သူကကြတော့အမေတခုခုဖြစ်ပြီးဆိုရင်သူကအယံသေးတယ် အဲအဲ့လိုမျိုးသူကကြတော့ဟိုအမေကိုအပြောင်းမခံတော့သူမျက်စိအောက်ကနေပြီးတော့အဲအဲ့လိုမျိုးနှစ်ယောက်လုံးကတော့ဟိုကိုယ့်ပဲပိုကတ်တာများတာပေါ့နော်ဟုတ်အဲသို့တော်လည်းသူ့အဖေ string နေတယ်ဆိုရင်သူတို့တွေရာလေးစောင့်နေ string ပြီးပြီးတွားနေပြီးအားလုံးကျေးဇူးတင်ပါတယ်တတတော်ဘိုင်းဘိုင်းလို့သူပြောပြီးဆိုသူကသိတယ်ပြေးသွားပြီးအားဆိုသူ့ဖေခန်းထဲကိုပြေးသွားပြီးသူတို့နဲ့ဆော့ဖို့အာဘောလုံးလေးတွေတယောက်တစ်လုံးစီကြိုက်ပြီးသူ့ဖေကိုတွားပေးတယ်အဲသူ့ဖေကြတော့သူကတငယ်ချင်းပေါင်းပေါင်းတာ အဲ့လိုမျိုးသူတို့ဆော့မယ်ပေါ့အဲဆော့ပေးအဲပြီးရခါကျရင်တုံးတုံးဆိုအရန်ခိုင်းစားတတ်တယ်တုံးတုံးကလေအကောင်အရန်လူတွေအကောင်လုံးကိုခိုင်းတာ तू อ่ะอ่า तू ไอ้ห่าบ่ तू ตัดพี่ตัวเองตัวอ่ะอောက်ก็จ้ําเปลี่ยนไม่สิ้นแม้ตัว तू ตะคู่ๆหลุจริงไอ้ตัวหลุเตี่ยวๆก็หาวเนี่ยตัวค้านอ่ะอ่ะ तू อ่ะกောက်ไปเอออแมงก็ तू คงสิ้นมีอยู่ล่ะเองนี่ๆเลยถ้าไม่อยู่เออไอ้โหลမျိုးหลุไปเออตัวไอ้โหลยังค้านตัดเด้ အဲသူခဲ့ပါဟိုပေါ့နော်နင်းနဲ့အကျင့်တူတယ်အရန်ခိုင်းစားတတ်တယ်သူကြားအလုံးမဟုတ်သူလိုချင်တာရှိရင်သားသွားယူတယ်အဲပြည့်ခါကြရင်သူစားချင်တာရှိရင်သားစားတယ်အဲ့တော့အဲ့လိုဟိုအမဖြစ်တုံတုံကြမရတုံတုံကအဲ့လိုမျိုးသူ့ကိုဟိုမုတ်တေပါရေးကျွေးတယ်ဆိုရင်လည်းလက်နဲ့လာပြီးတော့တခြားဒီဇိုင်းရလက်နဲ့လာကင်မကျွေးရဆိုသူမစားတော့အဲ့မဟုတ်ကတော့တွန်းထုတ်ပြီးတော့သူမစားတော့အဲ့တော့အဲ့လိုမျိုးနည်းနည်းကြီးကျယ်ပေါ့ အဲသူတို့ဟိုခရုရန်ဆိုင်ပေးရပေါ့နော်အာမရှင်သူတို့ကိုကဈာ supplement အဲတိုက်တယ်ပေါ့နော် multivitamin ပေါ့နော်ကိုမရှင်လဲဟို တီးချစ်တူတွေအတွက် machine လဲအဲ့ဒီဆေးလေးကိုပြန်မျှပေးနေရပေါ့เนาะအဲ့အဲ့ဆေးလေးရ machine တောက်လျှောက်တိုက်ဖြစ်တယ်အဲပြီးတဲ့အခါကျရင်ဒါသူတို့ဆိုတာအခုဒီပေါ့เนาะအာသူရောသူရောဆိုရင်၅နှစ်တာအတွင်းပေါ့၅နှစ်တာအတွင်းမှာသူတစ်ခါမှအလိုမျိုးကျဲမာကြီးကိစ္စနဲ့ပတ်သက်ပြီးဆေးကမ်းသွားတယ်မရှိဘူးပေါ့เนาะကာကွယ်ဆေးထိုးရလောက်ပဲရှိရပေါ့เนาะအဲ့အဲ့ခါကျ machine ကသူတို့ကိုအဲ့အဓိကတော့ multivitamin ကိုအရန် on on နေပေါ့เนาะ multivitamin on နေပြီးတဲ့အခါကျရင်အစာကအစာ ါပေါ့เนาะမရှင်သူတို့အစားနေကြအစား Royal Canin ကျွေးတယ်အဲ့ Royal Canin ကိုမရှင်ပစ္စည်းပြတ်သွားဆိုမရမကမရှင်ကိုနိုင်ကအဲ့လိုဘန်ကောက်ထိသွားပြီးတော့ဝယ်ပြီးတော့မရှင်အဲ့ဒါပဲကျွေးတာမရှင်အပြတ်မခံဘူးပေါ့เนาะပြီးရင်အဲ့ဒါကမှမရှင်ဟို Grand နဲ့ပေါ့เนาะသူတို့ချိန်ပြီးတော့ကျွေးတာပေါ့ပြီးတော့ Snap ဆိုရင်လည်းအဲ့တိုင်းပဲအဲသူတို့စားနေကြဒီ Human Grade ပေါ့เนาะ human grade ထုတ်ထားတဲ့အာဒီပေါ့ဟို snack ကိုပဲကျွေးတယ်အဲ့လိုမျိုး snack အစ်စ်ထွက်လာရဆိုရင်အဲ့အစ်စ်ကိုဟို တမ်းပြီးမကြွေးဘူးအာမရှင်တေချာဒီ day ကိုကြည်တယ် human grade ဖြစ်လားအာဘယ်လိုမျိုးထုတ်လဲအဲပြီးရအဟာကအစတေချာစစ်ပြီးတော့မှမရှင်ကြွေးတာပေါ့နော်အာပြီးတဲ့ခါကျရင်မရှင်ဒီဟိုဟာဆိုရင်လည်းအပြင်ကဒီ handmade ပေါ့ handmade လေးတွေကြွေးမယ်ဆိုရင်လည်းမရှင်တေချာကြည်တယ်ပေါ့နော်ရောင်နန်းကိုဘယ်လိုမျိုးဟိုရောင်လဲဘယ်လိုမျိုးလဲအာဒီအပြင်ကနေ handmade ကြွေးမယ်ဆိုရင်ကိုကိုယ်တိုင်းစားကြည်ရ အခုလည်းဆိုတော့ဒီဟိုစက်သားချောက်တေလို့ပါလို့ဆိုရင်တို့ human grade ထုတ်လာပေါ့နော်အဲ့လိုမျိုး handmade တေချာလုတ်ပြီးရောင်းနေဆိုရင်ဒါလူပါစားလို့ရရမယ်လေအဲ့လိုမျိုးတေချာကိုကိုယ်တိုင်အဲ့လိုမျိုးစစ်ပြီးတော့မှမရှင်ကျွေးလေရှိရဟုတ်ခံရကျေတော့တို့ရဆေးနဲ့နေရဆေးရဟိုဝဆိုရင်3သိန်းကျော်4သိန်းနီးပါးလောက်ရှိရအခါကျအဲ့အမျိုးတွေနဲ့အဲပြီးတော့တခြားဟာတွေနဲ့ပေါင်းရင်တော့ တလားတလားဆိုရင်တို့ကအဲ10တိန်ပတ်ချလဲလောက်မှရှိတယ်ဟုတ်ဟုတ် ဟုတ်အဲအဲ့ဒီလိုမျိုးဟိုညှင်းပန်းနှိပ်စက်တာလို့ပါလို့ကြတော့လေဟိုဘောနော်ဥပဒေကောင်းကောင်းရှိတဲ့ဆိုရင်တော့အဆင်ပြေမှာပေါ့နော်နောက်ပိုင်းနေအဲ့ဒါကိုလည်းဟိုတိချွတ်သူတွေအကုန်လုံးကစူးစမ်းနေချပါတယ်အတိချွတ်သူတွေအကုန်လုံးဝိုင်းဝန်းပြီးတော့ပေါ့နော်အဓိကတီမိုးတို့ဆိုတဲ့အကုန်လုံးတိတ်ချလိုက်လုတ်ပေးနေကြတာတခြားဂီဟာက အမတွေရော ပေါ့နော်အကုန်ဦးဆောင်ပြီးသူတို့လိုက်လုတ်နေပါတယ်အဲတခုခုဆိုတိချွတ်သူတွေကတအားညီကြတယ်အဲစီလုံးကြပါလို့လဲဆို တီကလေးတွေကိုနောက်ဒီလောက်မြစ်တာသူတို့ထားနိုင်တဲ့အတွက်ကြောင့်မလို့တီချစ်သူအချင်းချင်းကအဲ့လိုမျိုးဟိုစီးလုံးကြရပေါ့နော်အဲ့ခါကျတော့အဲ့ဟာလေးတွေကလည်းဟိုဆောင်ရွက်နေပါတယ်မရှင်ကတော့အော်အဲ့ဒီလိုမျိုးဖြစ်ရင်ဟိုဒေါသတွေတော့ဖြစ်ရပါပေါ့လေဒါပေမဲ့ဟိုအားလုံးကကိုပေးတာကိုပြန်ရကြမှာပဲဆိုတော့ဟိုကိုကဂျားရီကနေထပ်ပြီးတော့အကုတ္တမများတော့ဘူးပေါ့နိဟုတ် ကဲဟိုကလေးတွေရမ်းမပင်မန်းဘူးဆိုရင်တော့ရှင်ရရိုက်မယ်ပေါ့နော်တကယ်လို့ကလေးတွေရမ်းပင်မန်းမယ်ဆိုရင်တော့မရိုက်ဘူးအဲ့လည်းဆောင်ရှင်အတတ်သားတော့လေးလို့အတူပညာလုပ်ဖို့ဒီနာမည်အဲ့လိုပေါက်ကြားဖို့အဲ့လိုမျိုးအတွက်ကိုတိတ်ပြီးရစိတ်ဝင်လာဘူးဟုတ်ကလေးတွေတက်တောင့်တက်တာရှိဖို့ပဲပေါ့နော်။ဟာမရှင်းဆိုအခုဆိုရင် commercial လေးတွေလာပြီးတော့ ဟောပေးတယ်ဆိုရင်လည်းမရှိအပြင်မှာထွက်ပြီးရောလို့ပြေးပြီးရောလောက်ရမဲ့ဟာမျိုးဆိုရင်မရဘူးအဲ့ဒါအဲ့ဒါလည်းမရှိဒီတိုင်းတတောင်တတာနဲ့ဟိုကလေးလေးတွေအေးအေးဆေးဆေးပုံစံမျိုးဆိုရင်တော့မရှိအဆင်ပြေတယ်အဲအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ကတော့မရှိရိုက်ကုန်မရိုက်တော့တာပေါ့နော်ဘာလို့လဲဆိုတော့မရှိကလေးလေးတွေကိုအဲ့ဒီလိုမျိုးဟိုလှုပ်ဖို့ရည်ရွယ်ချက်လည်းမရှိတော့လေဟုတ် ဟုတ်တော်တော်ဖုံဖုံချစ်ပေးကြရတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့အဓိကပရိသတ်ဆိုရတဲ့မရှင်တို့တိချစ်သူတွေပေါ့နော်အဲတိချစ်သူတွေအားလုံးတ ਿਆਂ နေကျေးဇူးတင်ပါတယ်အဲပြီးတော့မရှင်တို့ဟိုမိသားစုလေးကိုပေါ့နော်ယနေ့ ठी ဟိုအားပေးပြီးတော့မရှင်မိသားစုလေးတအားချစ်ကြတဲ့အာဒီ fan နေ ပြခါတော်တော်ဖုံဖုံရဲ့ဒီ page ကပေါ့နော်အာအများနဲ့ comment ပေးနေကြပေါ့နော်တယောက်ချင်းစီတိုင်းကိုမရှင်တို့မိသားစုအားတ ਿਆਂ နေကျေးဇူးအများကြီးတင်ပါတယ်လို့ you <laughs>